ားလုံးမေးမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှက်ကလေးတွေကိုဆောက်ရှောက်ခဲ့တဲ့မိခင်တူရဲ့မြစ်တာ တောင်းအထဲမှာမိုးရီအဆက်မပြတ်ရွာသွန်းနေပါဒီလိုအဆက်မပြတ်ရွာနေရမို့ကြောင့်တောင်းအထဲကငှက်တွေခမြမှာလဲနစ်နာမှုတွေနဲ့ရင်ဆိုင်နေရပါတယ် ညက်တွေအကောင်လုံးရဲ့အိမ်တွေနဲ့တီမိုးရီထဲမှာနစ်မြုပ်သွားခဲ့ပါတယ်။နောက်ပြီးအဲ့ဒီတောက်ထဲမှာမှောင်တိုင်းကြီးကြီးတစ်ခုဝင်လာမယ်လို့လည်းသတင်းကြားထားပါတယ်။အဲ့ဒီတောက်ထဲကငှက်တချို့လည်းလွတ်ရနေရကိုပြင်းနေကြပါတယ်။ညက်မလေးဂျီနုကဥလေးကိုဥထားပါတယ်။သူမဟာသူမရဲ့ဥတွေကိုဂျီတိုင်းပစ်ထားပြီးထွက်မသွားနိုင်ရှာပါဘူး။ဒီနေ့မှာတော့ကြီးကန်းကလူကဂျီနုစီကိုလာပါတယ်။ဟဲ့ငှက်မလေးနေအတိုက်ထဲမှာဥက၄ဦးတောင်ရှိရပါပဲ။တောက်ထဲမှာရှိတဲ့ညက်တွေရဲ့တဝက်ကျော်လောက်က ဒီတော့ဒီကနေထွက်သွားကြပြီဆိုတာငါနဲ့ကိုလာပြောပြတာအဲ့တော့ငါတို့လည်းဒီမှာဆက်နေနေလို့ဘာထူးမှလဲလာငါတို့လည်းဒီတော့ဒီကနေထွက်သွားတင်နေပြီအကူကလူပြောတာမှန်ပါတယ်ဒါပေမဲ့ကျမအတွက်ကတော့ဒီကနေထွက်သွားဖို့ဆိုတာမလွယ်ကူလေအကူမြင်တယ်မလားကျမရဲ့အတိုက်ထဲမှာဥလေးဥထောင်ရှိရလေကျမရဲ့ကလေးတွေစောက်ရှောက်ရမလားဒီဥတွေကိုယူပြီးဒီကနေထွက်သွားရမလားအဲ့ဒါတွေအကောင်လုံးကထိတလမလွယ်ကူလေကျမရဲ့ဥတွေတည်းကနေကလေးတွေထွက်မလာမချင်းတိ ကျမဒီမှာဆက်နေရမှာပဲအဲ့ဒါဆိုလဲကောင်းပါပြီနေသဘောအတိုင်းပါပဲငါတော့နေကောင်းမှုအတွက်လာပြောတာပါငါတော့မနဲ့ပြန်မနဲ့ကြရင်ဒီတော့တရားနေထွက်သွားတော့မယ်တကယ်လို့နေစိတ်ပြောင်းသွားခဲ့ငါ့ကိုပြောလိုက်ပါကာလူလဲជីနူးကိုအကြံပေးပြီးပြန်သွားပါတယ်တစ်ဖက်မှာလဲជីနူးကသူမရဲ့အသက်လေးရေထဲမျောသွားမှစိုးရိမ်နေပါတယ်အိုးဖခင်ကြီးကြည့်ရတာတော့ဒီတော့ထဲမှာကြံနေခဲ့နောက်ဆုံးငက်ကငါပဲဖြစ်မယ်ထင်တယ်ဘာလို့လဲဆိုတော့ကျန်တဲ့ငက်တွေအလုံးက ဒီတောက်တရံနေထွက်သွားကြပြီလေ။ဒါမှလည်းငါဘာလုပ်ရမလဲ။ငါဥလေးတွေကိုထားပြီးလဲထွက်မသွားနိုင်အောင်လေ။ဘရင်ကြီးစက်တူတွေဟာဘရင်ကြီးစက်တူတွေဟာတောက်တစ်ခုလုံးရဲ့ဘရင်တစ်ပါးပဲဖြစ်ပါ යි ။သူလဲတာရင်ကြည့်ပြီးအတော်လေးစိတ်ရှုံနေပါ යි ။တောက်တရံငှက်တွေအကောင်လုံးနောက်ဒီတောက်ကိုထားပြီးထွက်သွားကြရေးဆိုရင်ငါတို့လည်းဒီတောက်ကနေအချားအနည်းကင်းတဲ့နေရာစီကိုပြောင်းရွှေ့ကြမယ်။ဒီမိုးမတိတ်မချင်းတိငါတို့ဒီတောက်တွေကိုပြန်မလာအောင်။ဟုတ်ကဲ့ပါမင်းကြီး။မင်းကြီးရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ပါ යි ။ မိုးလေဝသပညာရှင်ငှက်တွေကဒီညက်နေရာနေစတင်ပြီးမိုးတွေအဆက်မပြတ်ရွာမယ်လို့သတင်းထုတ်ထားပါတယ်။ဘာဒီညက်နေကြရင်မိုးရွာမယ်ဟုတ်လားအဲ့လိုဆိုနင်းဒီလိုလို့တောအုပ်ထဲမှာငှက်တွေများကြံနေသေးလားဆိုတာဒီတောအုပ်တစ်ခုလုံးလိုက်ပတ်ကြည့်တကယ်လို့ကြံနေသေးရဆိုရင်လည်းအဲ့ငှက်ကိုငါနန်းတော်တွေခေါ်လာခဲ့လိုက်။ဘီရင်ကြီးခိုင်းတဲ့အတိုင်းအမတ်ကြီးကလည်းတောအုပ်တွေကိုပတ်ကြည့်ဖို့ထွက်သွားပါတယ်။တစ်ဖက်မှာလည်းជីနူးကသူမရဲ့ဥလေးတွေကနေကလေးတွေထွက်လာမယ့်အချိန်ကိုအတိုက်ထဲမှာထိုင်ဆောင်နေပါတယ် အမဲလိုက်တိတ်ငတ်တကောင်ကလည်းအဲ့ဒီတော့တဲ့ဝင်လာပိုင်းအဲ့ဒီတိတ်ငတ်ကငတ်ကလေးတွေရဲ့အတိုက်ကနေဥရီခိုးစားနေရပါဥလေးတွေကိုထားခဲ့တဲ့ငတ်တွေရဲ့အတိုက်ထဲဥရီကိုသူစားနေရပါဂျီနူလည်းတိတ်ငတ်ကြီးကိုမြင်သွားပိုင်းအမလီဖျားဖျားဒီငမိုက်သားဒီကိုဘလို့လောက်ရောက်လာလဲငါဒီဥလေးနားမထိုင်နေရသူမြင်သွားရင်ငါ့ကိုလည်းစားပြစ်လိုက်လိမ့်မယ်ငါ့ဥလေးတွေကိုလည်းစားပြစ်လိုက်လိမ့်မယ်သူဒီနောက်မရောက်ခဲ့ငါတခုခုလုံးမဖြစ်မယ် အဲလိုတွေ့ပြီးဂျီနိုကအရွက်တွေအများကြီးခုက သူမရဲ့အိုလေးတွေကိုတိုင်းငတ်ကြီးမမြင်ရအောင်အရွက်တွေနဲ့ဖုံးလိုက်ပါအဲနောက်မှာတော့သူမက သူမရဲ့အတိုင်နာကတစ်ပင်တစ်ပင်နောက်မှာပုံးနေလိုက်ပါဂျီနိုကပုံးပြီးတိုင်းငတ်ကြီးကိုကြည့်နေပါခဏလောက်နေရောအဲဒီတိုင်းငတ်ကြီးလဲဂျီနိုရဲ့အတိုက်ထဲကိုရောက်လာပါဟိုးဒီအတိုက်ကအရန်နေလို့ကောင်းနေပုံမင်းအစားရေကငါးဖိုက်တင်းနေပြီဒီညတော့ငါဒီအတိုက်ထဲမှာပဲနေလိုက်တော့မယ် ကြည်နုကလည်းတိတ်ငတ်ကိုစောင့်ကြည့်နေပြီးတိတ်ငတ်ရဲ့စကားတွေကိုနားထောင်နေရဖြစ်ပါတယ်။အမလီဖျားရင်ကေပေါင်းသူငောက်ဥလေးတွေမမြင်ပါချင်းနဲ့သူသာငောက်ဥလေးတွေမြင်သွားရင်စားပြစ်လိုက်လိမ့်မယ်။အဲ့လိုသာဆိုငါဘယ်လိုလုပ်ရတော့မလဲ။ဖျားရင်ကျေးဇူးပြုပြီးကေပေါင်းအတိုက်ထဲမှာဘာလို့အရွက်တွေအများကြီးရှိနေရလဲ။ဒီအရွက်တွေအမှဘာရှိလဲဆိုတာသိရဖို့အရွက်တွေကိုဖယ်ကြည့်ရမယ်။တိတ်ငတ်ကဥရီပေါ်ကအရွက်တွေကိုဖယ်လိုက်ပါတိတ်ငတ်လည်းဥရီကိုမြင်ပြီးဝမ်းသာသွားပါတယ် ဟောဒီမှာငါထင်ထအတက်ပိုပြီးစားစရာတွေပေါနေပါလားအဲ့တော့လေကောင်းတာပေါ့ငါရဲ့မနှက်ပြန်လဲအဆင်ပြေပြေဖြတ်တန်းရတော့မယ်ငါအစာရဖို့အတွက်တိတ်ပေမဲ့ခံနေကြမလို့တော့ကြည်နူးလဲအဲ့အဖြစ်ပြက်တွေကိုကြည့်နေပါကြည့်နေရင်မနေနိုင်တော့လို့သူမကတိတ်ငက်ကြီးစီကိုလာလိုက်ပိုင်းအခုတိတ်ငက်ကြီးဒါရီကတာမတ်ဥရီမဟုတ်ပါဘူးဒီဥရီကမော်ဥရီဒီဥရီကတနေ့တခြားများများလာတော့တမတတိထားမိရဲ့တမဒီညလာတော့ ဒီတိုက်ထဲမှာဥဝတူတည်းရှိရာနေရင်းလိုလိုဥဝတူပြီးတူများများလာတာအဲ့ဒါကြောင့်ဒီဥတွေကိုစားလိုက်ရင် အန္တရာယ်လည်းရှိနိုင်တယ်တော်ကြာဒီဥတွေကိုအကိုစားပြီးရင်တည်လဲတည်သွားနိုင်တယ်ဟမ်နင်တကယ်ပြောနေရလားအဲ့လိုဆိုလဲကောင်းပြီလေငါလည်းဒီဥလေးဥကနေငါဥဖြစ်လာတဲ့အထိစောင့်ကြည့်နေမယ်ဂျီနူလည်းအဲ့လိုပြောပြီးအဲ့ညာကနေထွက်သွားလိုက်ပါတိုင်းငယ်ကြီးလည်းအဲ့ဒီအတိုက်ထဲမှာထိုင်ပြီးဥလေးဥကနေငါဥဖြစ်လာမယ့်အချိန်ကိုစောင့်နေပါတယ် ခဏလောက်နေရောជីနူးကတင်းငါကြီးစီပြန်လာပိုင်းဟဲ့ငှက်မနေပြောဒီဥရိယာမှော်ဥရိဆိုဒါပေမဲ့ဥရိယာအခုချိန်ထိလေးဦးကလေးဦးပဲရှိနေသေးရလေအခုဒီငါ့ကိုမဖြစ်လာဘူးလေကြည်ရတာတရားရောက်ကနင့်ကိုတလွဲရီပြောလိုက်တယ်ထင်နေမဟုတ်ပါဘူးမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါအခုကတော့ဥကလေးဦးပဲရှိသေးရလေအကွာဒီဥရိမျက်ခြေမပြတ်စောင့်ကြည့်နေတော့ဘလို့လို့သိနိုင်ပါလေအကိုဒီနာကနေခဏထွက်သွားလိုက်တော့မှဥရိယာလေးဦးကနေငါ့ကိုဖြစ်လာမှလေး ဒီဥတွေကတယောက်ယောက်ရှိမှဘယ်တော့မှမပွားဘူးလေ။အော်အဲ့လိုရှိသေးရလား။အဲ့ဒါဆိုလည်းကောင်းပြီလေ။ဒီလိုလုပ်မယ်။ငါမှလည်းအလုံးနဲ့နဲ့လှုပ်ရှားရှိသေးရဲ့။ငါအဲ့လုပ်တွေကိုအရင်ပြီးအောင်သွားလုပ်လာမယ်။ပြီးမှဒီဥတွေကိုပြန်လာကြည့်မယ်။ငါလာကြည့်ရဲ့ချိန်သာဒီဥတွေငါ့ဥဖြစ်နေ။နေပြောနေရရတကယ်အမှန် ကြီးပဲ။အဲ့လိုပြောပြီးတော့တိုင်းငယ်ကြီးကအဲဒီကနေထွက်သွားလိုက်ပါ යි ။တိုင်းငယ်ကြီးထွက်သွားပြီးရနဲ့ကြည်နုရဲ့ဥတွေကလည်းကွဲထွက်ပြီးချစ်စရာကောင်းတဲ့အကောင်ပေါက်ကလေးထွက်လာပါ යි ။ အခုတော့ဂျီနိုကဒီကလေးလေးယောက်ကိုဒီညာကနေခေါ်သားဖို့စိုးရိမ်နေရပြန်ပါပြီ။ဘာလို့လဲဆိုတော့တိုင်းကကြီးပြန်မလာခင်အတွင်းသူမရဲ့ကလေးတွေကိုတဏျာရမှာဖွက်ထားရမှာပဲဖြစ်ပါတယ်။ဂျီနိုအဲ့လိုစဉ်းစားနေတဲ့အချိန်မှာပဲအမတ်ကြီးစီကွက်ကအော်လန်ကြီးနဲ့အော်ရင်အဲ့နေရာကိုရောက်လာပါတယ်။တောင်းအုပ်ထဲမှာကျင်းငက်တွေကြန့်ရှိနေသေးရဆိုရင်ငါနဲ့အတူလိုက်ခဲ့ပါ။တောင်းအုပ်ထဲမှာကြန့်နေခဲ့တဲ့ကျင်းငက်တွေဘေးကင်းရာနေရာစီရွှေ့ပြောင်းပေးရမယ်လို့မင်းကြီးကအမိန့်ချမှတ်ထားပါတယ်။မြန်မြန်လုပ်ကြပါ အချင်းရအရန်နေပါဒီနေ့ညနေပဲမှုန်တိုင်းကြီးကြီးတစ်ခုဝင်လာနိုင်ခြေရှိပါမှုန်တိုင်းဝင်မယ်ဆိုရင်လက္ခဏာရက်တွေလည်းတဖြည်းဖြည်းပေါ်လာနေပါပြီဘေးအန္တရာယ်ကင်းကင်းနဲ့နေခြင်းနဲ့ဆိုရင်ငါနဲ့အတူလိုက်ခဲ့ပါជីနူးလည်းအမတ်ကြီးစည်းကွက်ရဲ့ဇကားရီကိုကြားတော့ပါသူမချက်ချင်းပဲအမတ်ကြီးစည်းကွက်စီသွားပြီးသူမနဲ့အတူကလေးငယ်လေး၄ယောက်ပါရှိနေသေးရဲ့ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါအမတ်ကြီးစည်းကွက်ကအဲ့ဒီကလေး၄ယောက်ကိုရှင်းတော်တစ်ခုတည်းထည့်ပြီးအဲ့ဒီရှင်းတော်ယူပြီးជីနူးကိုပါတခါတည်းခေါ်သွားလိုက်ပါ အမတ်ကြီးစည်းကွက်ကဂျီနူးနဲ့သူမရဲ့ကလေးတွေကိုဘေးအန္တရာယ်ကင်းကင်းနဲ့မင်းကြီးနဲ့နန်းတော်တွေကိုပို့ဆောင်ပေးလိုက်ပါမင်းကြီးကိုကျေးဇူးအများကြီးတင်ပါတယ်မင်းကြီးဟာကျမတို့လိုစည်ရဲသားတွေပေါ်စေတနာထောက်ထားပေးရဲ့။အော်ညီမရေဘလို့စကားမျိုးပြီးပြောနေရလဲ။အခုလိုငါတောအုပ်ထရကျင်းငတ်တွေဒုက္ခရောက်နေတဲ့အချိန်မှာသူတို့ကိုကူညီပေးရမှာငါရဲ့တာဝန်ပဲလေ။အခုတော့မောင်းနိုင်မပြီးမချင်းနေအေးအေးစေးစေးနဲ့ဒီနန်းတော်တွေမှာပဲနေနိုင်ပါရဲ့။ အဲလိုနဲ့တိမ်ငတ်ကြီးကြည်နူးရဲ့အတိုက်ထဲကိုပြန်လာကြည့်တဲ့အချိန်မှာတော့အတိုက်ထဲမှာဥရီတလုံးမှမရှိတော့ပါဘူး။ဟမ်ဒါဘလို့ဖြစ်ရလဲကွာ။သူပြောတော့ဥရီကတဖြည်းဖြည်းများလာမှဆိုဒါပေမဲ့အခုတော့ဒီအတိုက်ထဲမှာဥရီတလုံးမှမရှိတော့ကြည့်ရတာသူပြောတာတွေကတကင်အမှန်နေထင်နေ။အဲဥရီကမှောက်ဥရီပဲ။ကဲပါဥရီတော့ငါလက်ထံကနေလွတ်သွားပြီ။အဲ့တော့ဒီညတော့ငါဒီအတိုက်ထဲမှာပဲနေလိုက်တော့မယ်။မနက်ဖြန်မနက်ကျမှပဲဒီတောင်းတွေကနေထွက်သွားတော့မယ်။ အဲ့လိုတွေ့ပြီးတိုင်းငံကြီးကအနားယူဖို့အတွက်အဲ့ဒီတိုက်ထဲမှာလဲလျောင်းလိုက်ပိုင်းအဲ့ဒီချိန်မှာပဲမှုန်တိုင်းလာတော့မယ်ဆိုရက်ရှီပြင်းလက္ခဏာတွေစတင်ပေါ်လာပိုင်းရုတ်တရက်ကြီးလေပြင်းတွေတိုက်ခတ်လာပိုင်းဘလောက်ကြိုးစားကြိုးစားတိုင်းငံကြီးကသူ့ကိုယ်သူမကယ်တင်နိုင်ခဲ့ပါဘူးအဲ့လိုနဲ့မိုးရီတဲကြီးမဲကြီးစရွာလာပိုင်းမှုန်တိုင်းကြောင့်ဂျီနူးရဲ့အတိုက်လေးလည်းရေထဲမျောပါသွားပိုင်းအဲ့ဒီတိုက်နဲ့တူတူအဲ့ဒီတိုက်ထဲကတိုင်းငံကြီးလည်းရေထဲမျောပါသွားပိုင်းဂျီနူးကတော့မင်းကြီးရဲ့နန်းတော်ထဲမှာ ဘေးကင်းစွာရှိနေပါ යි အဲဒီမုံတိုင်းကတကယ့်ကိုမှအရန်ကိုပြင်းထန်ပါ යි ဘာလို့လဲဆိုတော့တောက်ထဲမှာမှကြံရှိနေတဲ့အချားတိုက်တွေလဲအကုန်ရည်ထဲမျောပါသွားခဲ့ပါ යි မင်းကြီးရဲ့နန်းတော်တခုပဲကြံရှိနေရပဲဖြစ်ပါ යි ဘာလို့လဲဆိုတော့အဲဒီနန်းတော်ကခိုင်ခိုင်ခန့်ခန့်တိဆောက်ထားလို့ပဲဖြစ်ပါ යි မုံတိုင်းပြီးသွားတဲ့အချိန်မှာတော့မင်းကြီးကជីနူးနဲ့စကားပြောပါ යි ညီမជីနူးရဲ့ငါစဉ်းစားနေရမုံတိုင်းကတော့တိုက်ပြီးသွားပြီအဲ့တော့ငါတို့လည်းအခုဒီတောက်ထဲကနေထွက်သွားသင့်ပြီလို့ထင်တယ် မဖြစ်ဘူးလေမင်းကြီးမုံနိုင်နေရာတိုင်းကိုတိုက်ထားမှာပါပဲဒါပေမဲ့မုံနိုင်လာတာနဲ့ကျမတို့ရဲ့နေမျိုးထားပြီးထွက်သွားရမယ်လို့ဆိုလိုတာမှမဟုတ်တာကျမတို့တွေကျမတို့ရဲ့တောက်ကိုအစအနေပြန်ပြီးပြင်ဆင်သင့်ပါတယ်ဘာလို့လဲဆိုတော့ဒီတောက်ကကျမတို့ရဲ့ဘိုးဘွားရဲ့လက်ထက်ကနေနေလာခဲ့ကြတဲ့တောက်အုပ်လေးလေကျမတို့ကဒီမှာပဲမွေးပြီးဒီမှာပဲကြီးပြင်းလာကြလေကျမတို့ကျမတို့ရဲ့ဘိုးဘွားပိုင်နေမျိုးထားပြီးထွက်မသွားသင့်ဘူးလို့ထင်ပါတယ်ရှင်နှွေးရဲ့စကားတွေကမင်းကြီးရဲ့စိတ်ထဲနှိမ့်ဝင်သွားပါတယ် အဲ့ဒါကြောင့်မင်းကြီးကအဲ့ဒီတော့ကိုအစားကနေပြန်ပြင်ဆင်ဖို့ပြင်လိုက်ပါဒီတစ်ခေါက်မှာတော့မင်းကြီးကငှက်တွေရဲ့အိမ်ဒီကိုပို့ပြီးခိုင်ကန့်မှုရှိအောင်လုပ်မယ်လို့လည်းတွေးထားလိုက်ပါရှင်အနေငယ်အတွင်းမှာပဲငှက်တွေနေထိုင်ဖို့အတွက်အိမ်လေးတွေအစင်သစ်ဆောက်လုပ်ပြီးပြီးသွားပါအဲ့လိုနီးနဲ့တောအုပ်လေးကတပတ်ပြန်ပြီးအသက်ဝင်လာပါကြီးငှက်တွေအားလုံးပျော့ပျော့ရွှင်ရွှင်အဲ့ဒီတော့တွေမှာပြန်နေထိုင်နေကြပါ ကဲအခုလိုမျိုးစိတ်ဝင်စားကြပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။